အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်အခုတင်ဆက်မယ့်အကြောင်းအရာလေးကတော့တနင်္လာသတ္တမညအတွက်မြန်မာနှစ်တကူတကူလာအေဗီလာလေးလပိုင်းတလားစာဟောစရံကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရှင်ဒီဟောစရံကြီးကိုတော့မန္တလေးမြို့မှာဆရာကြီးမင်းသူရာကိုရိုင်းတွက်ချက်ဟောပြောထားတာဖြစ်ပါတယ်ဒီဟောစရံထဲမှာပါဝင်တဲ့အကြောင်းအရာလေးကတော့လောကိုင်းစည်းဝါးရေးအခြေအနေအောင်ရေးပညာရေးကျမ်းမာရေးသတိပြုအပ်မဲ့အသက်ပိုင်းခြားများအထူးဟောခြင်း ဆောင်ရွက်ရန်ကိစ္စနဲ့ရေရီယာတို့ပဲဖြစ်ပါတယ်။တင်းနယ်လာသသမီးများဟာဒီအေဗီလာမှာဆိုရင်မိမိမျောလင်းထားတဲ့ရည်ရွယ်ချက်ရည်မှန်းချက်အတိုင်းကြိုးစားသွားပါ။ကိုယ်ဆိုင်နှပါခွင့်အားရှိသလောက်ကြိုးစားပါ။အိမ်ချမ်းမင်းများပိုင်ဆိုင်ရတတ်ပြီးလူမှုရေးနဲ့စီးပွားရေးနဲ့ရလုံးမှာအောင်မြင်ပါလိမ့်မယ်။အတွင်းရန်အပြင်ရန်အားလုံးကိုချစ်ဖြက်နိုင်ပါလိမ့်မယ်။နှကောင်းနှမြတ်မဆက်တယ်လို့ပဲ လိုအပ်သမျှပြည့်စုံရရှိပါလိမ့်မယ်။ရွှေရနာ၊ကြောက်ရနာရှာဖွေလောကသားများ၊နှက်ကောင်းနှက်မြတ်မားစားသလိုဘဝတစေချူပြောင်းလဲလာပါလိမ့်မယ်။စီးပွားရေးအနေနဲ့ကတော့မီးသွေးလုပ်ငန်း၊ပဲမျိုးစုံလုပ်ငန်း၊ပိတ်ဆက်လုပ်ငန်း၊အဝတ်ထည်ဒီဇိုင်နာ၊ဖက်ရှင်လုပ်ငန်း ကုန်ကြောက်လုပ်ငန်း၊ကြံလုပ်ငန်း၊ကားလုပ်ငန်း၊အကျိုးပေးအကျိုးအမြတ်ဆွေးများရရှိပါလိမ့်မယ်။ကြာတာပရိဗုဒ္ဓဟူတနင်္ဂနွေနေ့အကျိုးပေးပါလိမ့်မယ်။ပညာရေးပိုင်းအနေနဲ့ကတော့ဝန်လန်းဆိုလျင်ယာရုတိုကင်းရှိပါလိမ့်မယ်။တတိယရုံကြီးအားကိုရတဲ့တပည့်အရင်းဖြစ်ပြီးဝန်လန်းများရဲ့အထက်အရာရှိအုပ်ချုပ်ပိုင်ခွင့်ရပါလိမ့်မယ်။အထက်လူကြီးများရဲ့ချင်းမြောက်ချင်းခံရတတ်တဲ့ပညာရေးနဲ့ပတ်သက်ပြီးအကူအညီကောင်းအဆက်အသွယ်ကောင်းများရရှိပါလိမ့်မယ်။ပြည်ပထွက်ခွာရဖို့အခွင့်အလမ်းများရရှိမယ်။ အချင်းနဲ့အင်အောင်ရေးပိုင်းနေကတော့အချင်းဟာအလွန်စမ်းပွင့်နေခြင်းဖြစ်ပါတယ်ချစ်သူရှိပြီးသူများမိမိချစ်သူနဲ့ဆေးဆက်အကြောင်းလမ်းရခြင်းလက်ထပ်မင်္ဂလာပြုရခြင်းများရှိမယ်ချစ်သူမရှိသေးသူများချစ်သူရည်စားရပါလိမ့်မယ်အင်အောင်ရေးအသာရပြီးတသမီကြောင့်စိတ်ချမ်းမိရမယ်ခင်ပွင့်တသမီရဝေးရချာနိုင်ငံခြားတရင်တို့တရင်ကောင်းကြရပါလိမ့်မယ် တနင်္လာသာသမီများရဲ့အချီးရဲ့အိမ်တော်ရဲ့အတွဲအနေနဲ့ကတော့ဂျာတာပရိနန်ဗုဒ္ဓဝန်နန်တနင်္ကနွေနန်စနေနန်ယာဟုနန်အဲ့ဒီနေ့နန်နေရာအထူးသိမြတ်ပြီးတဦးနဲ့တဦးစိတ်တူကိုယ်တူဖြစ်ပါလိမ့်မယ်တနင်္လာသာသမီများရဲ့အချီးရဲ့အိမ်တော်ရဲ့အတွဲအနေနဲ့ကတော့တနင်္လာနန်အင်္ဂါနန်တောက်ကြနန်ဖြစ်လျင် မသိမြတ်ပါဘူးအိမ်တော်ရဲ့မှာဆိုရင်အပြောင်းလဲကြုံတွေ့ရတတ်ပါတယ်ကျမ်းမာရေးပိုင်းအနေနဲ့ကတော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်ပွားနိုင်တယ်ကိုယ်ခန္ဓာနွမ်းပါးနေတတ်ပါတယ် အသက်23နှစ်နဲ့26နှစ်ကြာကျန်းမာရေးအလွင်ညံ့ပါလိမ့်မယ်။သတိပြုရမယ့်အသက်ပိုင်းခြားအနေနဲ့ကတော့အသက်23နှစ်နဲ့26နှစ်ကြာအသက်32နှစ်နဲ့36နှစ်ကြာအဲ့ဒီအသက်ပိုင်းခြားတွေကအဆက်ဆက်ရဲ့ရာစိတ်ကုန်ပြီးတော့ဖြစ်ချင်ရာဖြစ်လုံးချင်းစိတ်ဖြစ်ပေါ်လာတတ်ပါတယ်။အချင်းနဲ့အိမ်တော်ကြီးမှာတာယာမှုရှိမယ်။မိမိရဲ့အိမ်တော်ဘက်ကကျန်းမာရေးညံ့မယ်။အမျိုးသမီးများအနေနဲ့ပူမှုဖြစ်ပါလိမ့်မယ်။ငွေရေးကြေး အခက်အခဲများကြုံတွေ့ရပါလိမ့်မယ်။စိတ်နှောက်ယှက်များကြုံရတတ်တယ်။ အထူးဟောခဲ့အနေနဲ့ကတော့အိမ်နားမှာမီးလန့်ခြင်းလျှက်စစ်လျှော့ဖြစ်ခြင်းကြုံရတတ်ပါတယ်။ရွှေလက်ကောက်လက်ဆွေရင်တို့ဥစ္စာပစ္စည်းပြောက်ကင်းရှိပါလိမ့်မယ်။ခိုးခံရပြီးလူရမှုများကြုံတွေ့ရတတ်ပါတယ်။ဆောင်းရက်စရာကိစ္စအနေနဲ့ကတော့ဒီလေးလပိုင်းမှာဆိုရင်ခရီးသွားခြင်းနဲ့လုပ်ငန်းကိစ္စအဆင်ပြေစေရန်အတွက်တရေညွန့်ကိုစောင်းသွားပါအကျိုးပေးကဏ္ဍအနေနဲ့ကတော့၃ကဏ္ဍ၊ခွန်ကဏ္ဍ၊ရှိကဏ္ဍ၊၃ညကဏ္ဍတို့ဖြစ်ပါတယ်။ အကျိုးပေးသောအယောင်နည်းနဲ့ကတော့အညိုယောင်ဖြစ်ပါတယ်။အကျိုးပေးသောနည်းနဲ့အနေနဲ့ကတော့အကြတာရိနံစနေနံတနင်္ဂနွေနံဖြစ်ပါတယ်။အကျိုးမပေးသောနည်းနဲ့အနေနဲ့ကတော့တောက်ကြနံတနင်္လာနံဖြစ်ပါတယ်။အကျိုးပေးသောရက်အနေနဲ့ကတော့အနောက်ရက်ဖြစ်ပြီးအကျိုးမပေးသောအရက်အနေနဲ့ကတော့အရှိအရက်ဖြစ်ပါတယ်။တနင်္လာသသမီများအတွက်ကံကောင်းမှုတွေရောက်လာစေရန်ရရအနေနဲ့ကတော့အိမ်ဖျားမှာအဖြူရောင်နှင်းစီပန်း၃ပွင့်စပယ်ပန်း၂၁ကုန် တမယာဖြော်ရေးကတ်လိုပူဇော်ပေးပါမိမိလိုရာစုကိုလည်းတောင်းပါရေအိုးလိုရန်ခြင်းတကြီးရွယ်အိုးများဆေးဝါးလိုရန်ခြင်းပြုလုပ်ပေးပါ ဟုတ်ကဲ့ပါရှင် အခုတင်ဆက်ပေးကြတာကတော့တနင်္လာသာသမီများအတွက် AB လတလစာအထူးဟောစရံပဲဖြစ်ပါတယ်ရှင်တနင်္လာသာသမီများအလုံးဘေးဥပတ်အန္တရာယ်ကင်းဝေးပြီးမိမိတို့ရဲ့လူရင်းဆန္ဒတွေပြေဝကြပါစေရှင်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်